မင်းအုပ်ဆိုးကိုအားလုံးတိမှာပါတရုတ်ဆောင်မင်းအုပ်ဆိုးမင်းအုပ်ဆိုးဟာတင်းတို့ရင်ဆိုတဲ့အမျိုးသမီးကိုရင်းရက်ဆက်ဆက်တတ်တဲ့နေရာမှာတင်းတို့ရင်အလောင်းကိုစစ်ဆေးတော့ရင်ညွတ်ကျိုးတယ်နံရိုးကျိုးတယ်အတဲဆုပ်ပြတ်နေတယ်အဆုပ်ကဖူးလျောင်နေတယ်ရင်ကောင်းမှာသွေးတုံနေတယ်သွေးတွေအိုင်းနေတယ်ဝမ်းကောင်းတွင်းမှာသွေးတွေအိုင်းနေတယ်အဲ့ဒါလို့ဒဏ်ရာနဲ့တင်းတို့ရင်ပေခဲ့ရတယ် အဲ့တော့လူတယောက်ကိုယဉ်ညွတ်ကျိုးနံယိုးကျိုးအသွဲစုပ်ပြက်အစုပ်ဖူးရောင်เนาะအထဲမှာသွေးတကလုံးကလေးရောင်ထုထားရိုက်ထားတဲ့ဒဏ်ဘလောက်လုံမလဲစဉ်းစားကြည့်เนาะတောင်းတော့တစ်ချက်တည်းတော့စိတ်ဆိုးတော့ဗျာနောက်ဆုံးစိတ်ဆိုးတော့တစ်ချက်ပေါင်းချက်ပိတ်ပက်ထိုးကန်ကြောက်တော့အလောက်မရှိဘူးစိမ့်ပြင်းတဲ့ပြေကိုရည်ရွယ်ချက်ရှိရှိနှိပ်စက်မှသာလေအဲ့ဒီအနေထားဖြစ်မှာဒါလူတိုင်းကြည့်တယ်ဆရာဝန်မှမဟုတ်ဘူးတာမန်လူတွေသွေးကြည့်တာလည်းကြည့်တယ်ဟုတ်တယ်เนาะ ဒါပေမဲ့အဲ့ဒီအမှုနဲ့ထောင်ကျတဲ့မင်းတို့ဆိုပုံမှန်300နှစ်နှစ်နဲ့ကြပုံမှန်300နှစ်နှစ်လူတတ်မှုကိုပြန်ပြီးတော့ဘလို့ပြန်ပြောင်းပေးလဲဆိုတော့ပုံမှန်300နဲ့၄ကကြီးနဲ့ပြန်ပြောင်းပေးလိုက်တယ်ဆိုတော့လူတတ်မှုကနေလူတည်မှုလို့ပြောင်းပေးလိုက်တာအဲ့ဒါလို့ပြောင်းပေးပြီးတဲ့နောက်ဆုံးမှာအခုကာလမှာမင်းတို့ဆိုလွှင့်ချမ်းတာတွင်လာဘာနဲ့ဘလို့လွှတ်လိုက်လဲတော့မတည်ဘူးမင်းတို့ဆိုကအပြင်ပြန်ရောက်လာတယ် မင်းအောင်ဆိုအပြင်ပြန်ရောက်ထဲကဒီဒီမိုကရေစီအင်အားစုတွေဒီမကဘူဂျုံအောင်ဆန်းကိုကအစပက်ပယ်နေနေစော်ကမော်ကပြောနော်ဒေါ်ဆန်းစုကြည်ဆိုရင်တော့မစင်းစားနဲ့တော့ရစရာမရှိဘူးပြောထားတာနော်အဲ့တော့သူ့အခုနောက်ပိုင်းမှာမင်းအောင်ဆိုကတရုတ်ဆောင်ဆိုတဲ့အတိုင်းပဲသူကစကားပြောအင်းအင်းနဲ့တကယ်သူ့အတူတည်ငြိမ်တဲ့ပုံစံမျိုးဖန်တီးပြီးတော့လူတို့ကိုဝါဒမှိုင်းတိုက်ပြီးတော့ထိုင်ရုံမှနေတဲ့ကော ဒီကောင်ကတမိုင်းကိုပြန်ကြည့်မယ်ဆိုလေမင်းသားလောက်ခဲ့တဲ့ထဲမှာလဲအော်ကျော်လန်အကျင့်စရိုက်မကောင်းလို့နောက်ဆုံး2012ခုနှစ်မှာမှတ်မိကြသေးတာမသိဘူးဟမ်မူယူဆေးတွေ꿰ပြီးတော့လမ်းဘေးတစ်ပင်မိတဲ့ရှို့တယ်လာတဲ့မိသက်တပ်ဖွဲ့ကိုဆဲဆိုကားမှန်လက်တီးနဲ့ထိုးဟမ်ထေချာကြော်ဝင်နေဖြစ်တယ်ဆိုတော့အဲ့တော့တဲကဒလိုစရိုက်နဲ့နေလာခဲ့တဲ့ကောင်အဲ့တော့အန်အန်ဒီအစိုးရတက်လာတဲ့အချိန်မှာလူတွေကအပထောင်တွဲတို့ဘာလို့ညာလို့ပြောတယ် အန္တနီအစိုးရတဲမှာထောင်ထွက်လို့ပြောကန်ထိတဲ့တမနာဦးဝင်းမြက်ကစပြီးတော့နိုင်ငံရေးဓမ္မတွေဟာအဲ့ဒါလိုမျိုးသူများတာနမီကိုရဲရဲဆက်ဆက်နှိမ့်ဆက်ညှဉ်းပန်းတပ်ဖြတ်တဲ့အမှုနဲ့ထောင်ကြတာမဟုတ်ဘူးနော်လူတက်မှုနဲ့ထောင်ကြတာမဟုတ်ဘူးမဒိန်မှုနဲ့ထောင်ကြတာမဟုတ်ဘူးခိုးမှုနဲ့ထောင်ကြတာမဟုတ်ဘူးနော်လိန်လယ်မှုနဲ့ထောင်ကြတာမဟုတ်ဘူးမကောင်းတဲ့အလုပ်တွေလုပ်ပြီးထောင်ကြတာမဟုတ်ဘူးတိုင်းပြည်အတွက်တိုးတက်ပြောင်းလဲခြင်းလို့ဒီတိုင်းပြည်ကိုတိုးတက်စေခြင်းလို့ဒီတိုင်းပြည်မှာ တကယ်မတရားမှုတွေပပျောက်စေခြင်းလို့ဒီတိုင်းပြည်အတွက်အလုံးလုံးလို့ဆိုပြီးတော့ဖမ်းပြီးထောင်ချခံရတာအဲ့တော့ထောင်ဝထွက်တိုင်းလူဟာတန်ဖိုးမဲ့ွားတာမဟုတ်ဘူးထောင်ကျတဲ့အမှုဘာကြောင့်လဲဆိုတဲ့အပေါ်မှာဒါလင်းထောင်ထွက်ဆိုတဲ့နာမည်ကတန်ဖိုးမဲ့အဲ့တော့ထောင်ထွက်ဆိုတဲ့နာမည်တလုံးတည်းဆိုရင်သူဟာတန်ဖိုးရှိလားတန်ဖိုးမဲ့လားသွားဆုံးဖြတ်လို့မရဘူးဒါပေမဲ့ဒီလူထောင်ကျတာဘာကြောင့်ကျလဲဆိုတဲ့အနောက်က ပုံရိပ်ပါမတာလင်းထောင်ထွက်ဆိုတဲ့ပုံရိပ်ကကြာတာနော်အဲ့တော့အန္တရီအစိုးရမှာဘာလို့အထောင်ထွက်တည်းထောင်ထွက်တည်းကတက်အောင်ချုပ်တော့ပြောခဲ့တယ်မှတ်မိကြအောင်မှာပါနော်အခုအဲ့ဒီထောင်ထွက်ကောင်ဒီကောင်ကတောင်းလျှောက်ပြောလာတာဒေါအောင်ဆန်းစုကြည်ဆိုရရမရှိဘူးတော်လိုင်းအင်အားစုတွေပြောတာရရမရှိဘူးနောက်ဆုံးပြောစရာမရှိတော့ဘုံချုံအောင်ဆန်းကိုကအစဒေါ်ခင်ကြီးကိုကအစဒေါ်ခင်ကြီးဆိုရင်မတိမကောင်းတဲ့မိမ့်မပြက်ဖြစ်အောင်လို့မိုက်ရိုင်းစော်ကားတဲ့ကောင် နော်အခုလေရွေးကောက်ပွဲနဲ့ပတ်သက်လို့သူပြောထားတယ်နော်စဉ်းစားကြည့်ပေါ့အဲ့တော့ကျွန်တော်တို့ဒါကောသလမင်းအိမ်မက်ထဲရတော့ပဲဗျဖြစ်ပြက်မှာလူရောင်ဝင်ခြင်းနဲ့အောက်တန်းစားတယ်ကြည့်ပါပါနော်မကြည့်ပါအောက်ပွဲမှာမဲပေးခြင်းအပြင်လက်စားချေကြရွေးကောက်ပွဲကလုံးတော့မှာပါဘယ်သူတွေမဲပေးပေးမပေးပေးရွေးကောက်ပွဲကတော့လုံးမှာပါပဲမမဲဘူးဆိုတဲ့သူတွေရှိနေတယ်လို့ရွေးကောက်ပွဲမှာမဲပေးမဲ့သူတွေလည်း အခိုင်အမာရှိနေပါတယ်။အဲ့ဒီလူတွေကဘယ်သူတွေလဲဆိုတော့ဓမ္မကိုလိုလားတဲ့သူတွေပါ။ဟာမင်းတကယ်ပဲကွာမင်းဘလောင်းမလဲလူရုံမှာဆိုတဲ့အတိုင်းပဲစကားဘလောင်းမလဲပြောတတ်တယ်နော်။ဓမ္မဆိုတဲ့စကားမင်းတို့နဲ့တန်လို့လား။မင်းချက်သိမ်းမထားဘူးလားအဲ့ဓမ္မဆိုတဲ့စကားကိုလေအလကားရတိုင်းဓမ္မဆိုတဲ့စကားမင်းတို့ပါစပ်နဲ့မတန်ဘူး။နော်။ဓမ္မဆိုတဲ့စကားလုံးကကိုနဲ့တန်လားမတန်လားကိုယ့်ကိုကြည့်။နော်ကိုလောက်လာခဲ့တဲ့အလုပ်တွေ ိုလုံနေတဲ့အလုပ်တွေဓမ္မနဲ့တန်လားမတန်လားနော်အလကားရတိုင်းဓမ္မဆိုတဲ့စကားမင်းတို့ပါဇက်နဲ့မတန်ဘူးအတမချုပ်ငင်းစေခြင်းပါဒါကြောင့်မလို့ယုဂဝန်မှာမဲပေးတဲ့သူတွေရှိမှာပါမဲမပေးရတဲ့သူတွေလည်းရှိပါလေဟုတ်ပြီမဲမပေးရတဲ့သူတွေကိုတစ်ခုလေးပဲပြောချင်ပါလေလက်စားချေကြပါ revenge လက်စားချေကြပါ ဒီ၄မိတာကာလအတွင်းမှာသဘောထားရင်မတူရင်ညီမျိုးစုံနဲ့ဒုက္ခပေးခံခဲ့ရတယ်ပြည်သူတွေရှိပါတယ်တခြားသောပါတီဝင်တွေရှိပါတယ်ကိုခံခဲ့ရတာတွေကိုဒီနေရာမှာလက်စားပြန်ခြေရပါလိမ့်မယ်ကျွန်တော်တို့ကလက်စားခြေခြင်းကိုဥပဒေပေါင်းအတွင်းကပဲသွားရပါတယ်ဥပဒေပြင်ပကသူတို့လုပ်တယ်လုပ်ဖို့မလိုပါဘူးသူတို့တွေကိုအကြံဖက်စရာမလိုပါဘူးသူတို့တွေ ရက်ဆက်ရုပ်မာစရာမလိုပါဘူးတရားဥပဒေပေါင်းတဲ့ကနေပဲကျွန်တော်လှလှပပလက်စားချေကြပါမယ်ဘယ်နည်းနဲ့လက်စားချေမလဲမတိလို့ရှိရင်တော့ပြောရစကားရဲ့ချီးစမ်းဟမ်ပေါလေရင်နဲ့ဘုံကျဲတက်တာလေးညဘက်ဖန်ဝါမနဲ့အလောင်းပို့တာလေးတော့ပါဇက်သေးကိုတန်ချောင်းတွေထိုးထက်အက်စစ်တွေထက်သဲတွေထက်ပြီးရဲဆက်နှိမ့်ဆက်တက်တာလေး အရှင်လက်လက်မီးရှို့တက်တာလေးခေါင်းဖြတ်ပြီးခြံစည်းဥဆွတ်သွားတာလေးအိုးပြောပြောရင်တညောင်းတိုင်ပြောတော့ကုံမပုံမတိအဲ့ဒါတွေကိုယ်တီလောက်ခဲ့တယ်လို့ပဲနော်ဟမ်ပစည်းလိုမျိုးတထိုင်ရတဲ့လူပေါင်း160ကျော်သေပြီးတော့နော်တစ်ချက်တည်းလူပေါင်း160ကျော်သေရတော့အဲ့ထဲမှာအသက်မပြည့်သေးတဲ့ကလေးတိတိလေးအယောက်40ကျော်ပြောရတာလည်းချက်လေးထားတယ်ဟမ်အဲ့ဒါတွေအားလုံးကမတိကိုယ့်ဘက်ကလှုပ်ထားတယ်လို့ပဲဩတကယ်တကယ်တရားစကြပါလေကျွန်တော်နော်ဒီလိုလူတွေဒီလိုစကားတွေကိုပြောတာ ျွန်တော်တို့အုံနောက်ထဲမှာလေအဲ့ဒီချိန်ကျွန်တော်မြင်ချင်းတယ်ဘလို့ခံစားချက်နဲ့တို့ပြောနေတယ်ဟမ်အမှန်တော့တို့မတိပဲနေမှာမဟုတ်ဘူးကျွန်တော်တိမယ်လို့ပဲထင်တယ်လူပဲဗျာနော်မတိနိုင်ဘူးလားမတိလို့ပြောနေတာလားတကယ်ပဲတူတိတဲ့ဟာတွေကိုအမှန်တရားလို့ထင်ပြီးပြောနေတာလားဒါမှမဟုတ်ရင်အမှန်တရားဆိုတာဘာလဲဆိုတော့တိရတဲ့တမင်တက်တဲ့ရုပ်မှကောက်ချစ်ပြီးတော့လိန်ညာနေတာလားအဲ့ဒါလေးကျွန်တော်အရင်သိချင်တယ်သူတို့ဘက်ကောင်တွေအဲ့လိုရုပ်တည်နေအဲ့လိုစကားကြီးပြောလို့ရှိရင်တကယ်ပြောတာပါနော် တိုင်းပြည်ကိုလမ်းကြောင်းမှာကိုရောက်လာနိုင်တဲ့ပါတီတစ်ခုကိုအစိုးရဖြစ်အောင်လုပ်ပေးခြင်းနီးလမ်းနဲ့ကျွန်တော်တို့တွေလက်စားချေဖို့လိုအပ်ပါတယ်။ဒါအဲ့ဒါဆိုမေးကြည့်မယ်။အခုမင်းအောင်နိုင်လုပ်မဲ့ရွေးကောက်ပွဲမှာဟမ်သူများရွေးကောက်ပွဲဆိုရင်တော့ဘလူးပါတီအခုကောင်ကအဲ90ရွေးကောက်ပွဲမှာဆိုရင်အစိုးရဖွဲ့ခွင့်အမတ်ဦးရေ300ကျော်ကို NND ကနော်နည်းနည်းလေးကျော်တာပေါ့အများကြီးကျော်ခဲ့တဲ့အတွက် အစိုးရဖွဲ့ခင်ရတယ်လားအခုလာမဲ့2020ဘယ်ပါတီနိုင်ငံမသိဘလူဟာလည်းရှိလားကျွန်တော်ကြမ်းဖို့ပါတီဘက်ကပဲနေမယ်ကြမ်းဖို့ပါတီပဲနိုင်ရမယ်ကြမ်းဖို့ပါတီပဲအစိုးရဖွဲ့ရမယ်ဘလူလဲတယ်အစတရားမဟုတ်အစတတန်းတစကျွန်တော်ရှောင်းရင်အစတတန်းပေးလိုက်ဘယ်ရွေးကောက်ပွဲမှာမဟုတ်တဲ့ဟာကြီးကိုသူတို့ကသူတို့ဖဲဝေသူတို့ကသူတို့ကလပန်ထိုးသူတို့ကသူတို့ဖဲချိုးသူတို့ကသူတို့ဖဲဝေပြီးတော့အဲငန်းတိုင်းနဲ့လောက်တဲ့ဟာလေတိုင်းပြည်ဗန္တာတော်ပုံလေးဘာမှရွေးကောက်ပွဲလုပ်နေစရာမလိုဘူး မဲလဲစွမ်းနေစရာမလိုဘူးဟမ်အဲဒီ uniform ချုပ်တော့ဘွာစစ် uniform ချုပ်ပြီးတော့ဒီ engine နဲ့ငါတို့အစိုးရဖွဲ့တယ်ပြီးသွားပြီနော်အခုဒါပေမဲ့အဲ့ဒါတို့အပိုင်းတော့နော်အခုတိမ့်စိန်ဘာပြောလိုက်လဲဆိုတော့ကုလသမဂ္ဂကဒီရွေးကောက်ပွဲကိုလက်မခံဘူးဆိုတာအင်မတန်စိုးရိမ်မှုကောင်းတယ်ဒီရွေးကောက်ပွဲအလွန်မှာကုလသမဂ္ဂအခုအတိုင်းလက်မခံဘူးဆိုရင်အရှက်ပွဲเสียရဖြစ်ပြီးတော့ ရေပေါ်အယုတ်ရေးတယ်လို့ပဲဖြစ်လိမ့်မယ်တိမ့်စိန်ရတော့တတိပေးလိုက်ပြီနော်အဲ့တော့မင်းအောင်နိုင်စော်မဲလုံးကဘာပြောလဲရွေးကောက်ပွဲဆိုတာကိုယ့်နိုင်ငံအရေးသူများနိုင်ငံအားပေးမပေးပေးကိုယ့်ထောက်ခံတဲ့မဟာမိတ်တွေနဲ့ပြေဝရအောင်လုပ်မယ်စကားပြောရတယ်ဟောပညာမဲ့ဆိုတော့ပညာမဲ့စကားပဲပြောတာပဲနော်တရုတ်နဲ့ရုရှားဟာသူတို့ထောက်ခံတယ်အမှန်နဲ့ဒါပေမဲ့ဒီနေ့ချိန်ကြီးမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဟာနော် အာနာသိန်းသားတဲ့စစ်ကောင်စီပါလို့တရုတ်ကကြေညာပေးတာရုရှားကြေညာပေးတာအခုမင်းအောင်လှိုင်တရုတ်နဲ့ရုရှားအခေါက်ခေါက်ခါခါတွားနေတာနိုင်ငံတော်ရဲ့ခေါင်းဆောင်ဖြစ်နေခေါ်လာလားစစ်တပ်ခေါင်းဆောင်ဖြစ်နေခေါ်လာလားအဲ့ဒါအစ်င့်အတန်းအဲ့ဒါပဂရီအရှိတရားလိန်တို့မရကုလားတက်မကရဲ့စရင်မှာဒီဒီ2025မှာထုတ်ပြန်တဲ့ကုလားတက်မကရဲ့ထုတ်ပြန်ချက်မှာမြန်မာနိုင်ငံကခေါင်းဆောင်ဒီတမထဥဝင်းမြင့်အတိုင်းအမြန်ပုံကိုတော်အောင်ဆန်းစုကြည့် မင်းအောင်နိုင်တဲ့ကျူကျူလားမဟုတ်ဘူးနော်နော်အဲစိုးဝင်းမဟုတ်ဘူးနော်ငမဲလုံးမဟုတ်ဘူးနော်နော်အဲ့ဒါတရားဝင်နိုင်ငံတကာတကယ့်ကုလသမဂ္ဂနော်ပုံမှန်50မဟုတ်ဘူးနော်အာဆီယံတရုတ်နဲ့ရုရှားသူ့ကိုဖိတ်တဲ့အတွက်အာဆီယံနဲ့သူ့ကိုဒီတရုတ်ရဲ့လက်အောက်ဖြစ်နေတဲ့အတွက်အာဆီယံနဲ့သူ့ကိုဖိတ်မယ်လို့တတမတ်ထပ်ထွက်ပြီးတော့သူ့ရဲ့ lobby တွေဘောမတရိုက်ကအာဆီယံအစည်းအဝေးသူတို့ခေါင်းဆောင်တက်မယ်ဆိုပြီးတော့ဟမ်ဟိုကဖိတ်စမ်းပြီးတော့ဆောက်ရက်တွေကွဲပြီးအမှကြွတ်ကြွတ်ထညာ ဒါတွေလည်းတို့မမှတ်ကြဘူးအဲ့ဒါတွေကအရှိတရားတွေမဟုတ်ဘူးလားဟမ်အဲ့ဒါအပြေပဲအဲ့တော့ဒီရွေးကောက်ပွဲအလွန်ကာလမှာဟုတ်ပါတယ်ရွေးကောက်ပွဲရအောင်ကျင်းပါလေမနှမြုပ်နဲ့မကျင်းမကျင်းပါဘောနော်အဲစစ်ချုံးပြီးတော့ဖီဝုန်းထောင်းနေတဲ့မြုပ်နယ်တွေမကျင်းမနိုင်တာကတော့ဒါတော့ဟိုစောက်ချက်မရှိလို့ထားလိုက်ပါဦးနော်ရတဲ့မြုပ်နယ်တွေရတော့ကျင်းပါအောင်မှာပြီးရင်တရုတ်နဲ့ရုရှားလော်ဘီလုပ်တယ်နိုင်ငံတကာကဒီမင်းအောင်နိုင်အစိုးရကိုလက်ခံလာအောင် အဲအဲ့ဒီချိန်မှာနိုင်ငံတကာလက်ခံသူတို့အစိုးရဖြစ်မှာပေါ့ဒါပဲနိုင်ငံတကာလက်ခံလားဆောက်ယူမှာမဟုတ်တာ2020ရွေးကောက်ပွဲဟာနိုင်ငံတကာကလေ့လာစောင့်ကြည့်အဖွဲ့တွေအကုန်စေလွှတ်ပြီးတော့ဒီရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲပါလို့တကဘာလုံးကဝိုင်းကြညာထားတာလေသူတို့ကိုအားပေးပါတယ်ဆိုတော့တရုတ်တမနာရှီကြီးမြင်တော်မှဒေါ်အောင်ဆန်းစုကြည်ကို congratulation နှမ်းလုပ်ပူသွားပြီလေဟမ်အဲ့ဒါအဖြေပဲအဲ့တော့ကဘာကြီးရပါတယ်ဆောက်ယူမဟုတ်ဘူးเนาะအဲ့တော့မင်းတို့ရွေးကောက်ပွဲအားနေလို့ကျင်းပါဘူး เนาะจิ้มบ่ายะจิ้มบ่ามาอ้าเลยมะล่ะอ้าจิ้มบ่ายะจิ้มไอ้หลุละซ้าฉี่หมดด้วยကိုမှရှိနေတဲ့မဲပေးပိုင်ဝင်ကိုအပြည့်ဝတုံးချပါမဲရုံကိုတွားပါကိုကြိုက်တဲ့ပါတီတခုကိုမဲပေးပါမဲပေးဖို့ရွေးချယ်တဲ့အချိန်မှာကိုရွေးချယ်တဲ့ပါတီကအစိုးရတည့်ရဖြစ်နိုင်တဲ့အင်္ဂါရက်တွေနဲ့ညီညွတ်တဲ့ပါတီကိုပဲရွေးချယ်မဲပေးပါဥပဒေဘာမှမပြောရရင်လက်စားချေကြပါ သင်ခဲ့ရတဲ့အတက်တွေပြက်ခဲ့ရတဲ့ဘဝတွေဒုက္ခရောက်ခဲ့ရတဲ့ဘဝတွေအတွေ့ရွေးကောက်ပွဲမှာမဲပေးခြင်းအပြင်လက်စားချေကြကြောက်မလီပါနဲ့မဲယုံကိုတွားပါမဲပေးပြအောင်ပေးပါလက်စားချေခြင်းနဲ့စိတ်တွေကိုအဲ့ဒီမဲပြားထဲမှာထည့်ပြီးတော့အဲ့ဒီမဲပြားကိုမဲမုန်းထဲကိုထည့်ပြီးတော့လက်စားချေပေးလိုက်ရပါဘူးအဲလက်စားချေတော့ရွေးကောက်ပွဲမှာတော်တော်ကောင်းတဲ့ဉာဏ်ကြီးရှင်နော်အာတကယ်သူပြောတာလက်စားချေတာတဲ့ဟမ် ရှင်းတယ်ကိုယ်ဆန္ဒရှိတာစစ်တပ်ကိုထောက်ခံတာတော့ပြေးမသားဘူးမသားဘူးနော်အဲစစ်တပ်ကိုထောက်ခံတဲ့သူဆိုမသားပါဘူးတော့ပြေးပါပေးပေးအေးဒါပေမဲ့ခမားတို့ရဲ့ရင်ထဲမှာနော်ဒါပြည်တွင်းကညီကိုမောင်နှမကြီးကျွန်တော်ပြောချင်တာဒီလိုကောင်မျိုးတွေကိုလက်မခံနိုင်ဘူးဆိုရင်ပေးစရာအကြောင်းမရှိငါမပေးဘူးလို့လည်းရှောက်အောင်မနေနဲ့ကိုယ့်ကိုကိုယ့်အိမ်ကိုထိုင်နေကိုယ့်လုပ်ကိုလုပ်နေနော်ရက်ွက်ထိုင်ရအောင်ကြီးမေးလို့ရှိရင်ပေးဘူးရဲ့လို့ပြောလိုက်ရှင်းရှင်းလေးပဲနော် ဲ့တော့ကျွန်တော်တို့ပြောချင်တာကအခု2008အခြေခံဥပဒေစစ်အာဏာတပ်ဆိုးရှေ့အောင်လုပ်ထားတဲ့အခြေခံဥပဒေ2008အခြေခံဥပဒေထောက်ခံခဲ့တဲ့နေရာမှာကျွန်တော်မပါဘူးအဲ့ဒီထောက်ခံပွဲမှာကျွန်တော်မဲမထည့်ဘူးဘာဖြစ်လို့လဲဘာမှမဖြစ်ပဲကျွန်တော်ထောက်ခံမနိုင်ဘူး2008အခြေခံဥပဒေကိုပြည်သူတွေထောက်ခံတာ2008အခြေခံဥပဒေမျက်နှာပေါင်းဆောင်မှရေးထားတယ်အဲ့ဒီဝန်ဆောင်ရမှာအဘလောက်တက်မှဘလောက်ပေါ့အဲ့ဒီဘလောက်တက်မှဘလောက်ဟာ ဘာတွေလဲလို့တီးလို့ထောက်ခံတာလားဘူးမတိဘာမတိထောက်ခံမဲ့ထဲဆိုလို့ထောက်ခံတာလားလူတိုင်းကြည့်ပါလေဒါမှမဟုတ်အဲ့ထဲမှာကျွန်တော်မပါတကယ်ပြောတာနော်ဒါကျွန်တော်ကြည်နူးတယ်အဲ့တော့အခုမှလာမယ့်ရွေးကောက်ပွဲ2020ရွေးကောက်ပွဲကျွန်တော်မဲထည့်ခဲ့တယ်နော်တကယ်ထည့်ခဲ့တယ်ကျွန်တော်ဒါမှမဟုတ်အခုလာမယ့်ရွေးကောက်ပွဲလားဒါရွေးကောက်ပွဲမဟုတ်ဘူးကျွန်တော်တို့ပြည်သူရွေးချယ်တဲ့ရွေးကောက်ပွဲ2020မှာကြံပေးခဲ့တယ်ဒီလိုကောင်မျိုးတွေကိုလှုပ်ရှားအကြောင်းမရှိနော်အဲ့တော့လက်ရှိမင်းအောင်နိုင်တို့လော်နေတဲ့ ်လော်ဘီတစ်ချိန်က NND ကိုထောင်ထွက်ထောင်ထွက်လို့ပြောခဲ့တဲ့ဒူတွေကြည့်ပါမင်းတို့မင်းတို့ရဲ့ခေါင်းဆောင်နော်မင်းအုပ်စိုးနော်လူတယောက်ကိုစိတ်တော်လို့ကျွန်တော်လည်းလူတယောက်တတ်ဖို့ဝင်မလို့ရမို့ဘောဆိုတော့ခါကျရင်ထိုးချရင်မယ်အဲ့တော့မတခါကျရင်ဟိုဓာတ်တွေဓာတ်နဲ့ခုတ်ရတနတ်တွေချိနေတနတ်ပြစ်ပလိုက်ဒါလူတယောက်စိတ်ဆိုးလို့ဒေါ်လာထွက်လို့ဒေါ်လာအလျောက်လုံးမိသွားတဲ့လူတတ်မှုနော်ဒါပေမဲ့မင်းအုပ်စိုးဟာတင်းတို့ရင်ဆိုတဲ့အဲ့ဒီအမျိုးသမီးလေးဟာမိမ့်မသူ့ရဲ့မရေဟော နော်ရှင်းပြောရင်တော့မရမြုပ်နေတာရုပ်ကိုကြည့်ပါနော်အဲ့ဒါကို စိတ်ဆိုးရံဖြစ်လို့ရိုးရိုးသားသားထိုးတာကြိတ်တာပေါ့မသိမရှင်းကိုရည်ရွှဲရှိရှိတကယ်ကိုရရဆက်ဆက်ကိုပပယ်နေနေလို့လားစဉ်းစားကြည့်ဗျာလူတရဒီအသေးရခြေမှုန့်နေတယ်အဆုတ်ကရောင်းနေတယ်ဒီထဲမှာလည်းသွေးအပြည့်ဒီရင်ညို့ရိုးတဲ့ဂျိုးတယ်ဒီအရိုးတွေလည်းဂျိုးတယ်ကဲအဲ့လောက်ပြအောင်လူတရကိုလှုပ်တယ်ဆိုစဉ်းစားကြည့်ဟမ် အဲ့တော့ခွေးပါးစပ်ကနတ်စကားထွက်တယ်လို့ကျွန်တော်ပြောရင်ကျွန်တော်ရိုင်းတာကျွန်တော်လွန်တာအဲ့တော့စဉ်းစားကြည့်ပါလက်ရှိမင်းအောင်နိုင်တို့ဘက်ကနော်ဒီဆွဲနေတဲ့ခေါင်းဆောင်တွေထဲမှာအဲ့ဒါမင်းအုပ်ဆိုးဆိုတဲ့ထောင်ထွက်ကအရှိဆုံးပါနော်နိုင်ငံရေးလို့ထောင်ကြတာမဟုတ်ဘူးနော်လူတယောက်ကိုအဲ့လိုရဲရဲဆက်ဆက်တက်တာဒါပေမဲ့တသက်တကြုံကနေလူတည်မှု304ကကြီးကိုပြောင်းပေးလိုက်တယ်လူတည်မှုဆိုပြီးတော့ PPP ရောအဲ့ဒီလူတည်မှုရဲ့စီအခုလွတ်လာ စဉ်းစားကြည့်လွတ်လာပြီးတဲ့ကတောင်းလျှောက်ပေါ်တာဟမ်တော်နိုင်ရို့တိုက်ခိုက်လိုက်ဒေါ်ဆန်းစုကြည်တိုက်ခိုက်လိုက် NLD ကိုတိုက်ခိုက်လိုက်နောက်ဆုံးတိုက်ခိုက်စရာမရှိဘူဂျုံအောင်ဆန်းနဲ့ဒေါ်ခင်ကီဝါစယုတ်တိနဲ့တမျိုးစုံပြောတာဟွန်းအဲ့ဒါသူတို့စစ်တပ်ကခေါင်းဆောင်ဟမ်စစ်တပ်ဘက်ကအမှန်ကန်ခေါင်းဆောင်နေတာကြည့်ရလားအဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာဒါမျိုးတွေလူကျင်တာသူတို့လူမျိုးတွေလူစွာချက်တက်လုပ်ပြီးတော့ခမားတို့ကျွန်တော်တို့အောက်ကနေထိုင်ဟုတ်ကဲ့ပါဟုတ် ဟုတ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါလုံနိုင်ကြလားအော်မတိလို့မေးတာပါကျွန်တော်လုံနိုင်ကြလားလုံနိုင်ကြတယ်ဆိုရင်တော့လေတဘောပေါ့နော်ဒါကျွန်တော်ခုဝင်လင်းပြောတာပါကိုယ့်ခံယူချက်ပဲလေဒါမခံနိုင်ဘူးဆိုရင်တော့လေကျွန်တော်အမြဲပြောတတော့တနေရာကလှုပ်ပါခင်ဗျားတို့ဘယ်နေရာမှာမပါလုံနေလေသူများကိုပြောစရာမလိုကိုယ့်ကိုတည်အောင်နော်အခုကျွန်တော်တို့ထောက်ဖို့လုပ်တယ်ဒီလူလူတွေကိုမချပြတဲ့အရာတွေကြောင့်ကျွန်တော်မှအများကြီးရှိတယ်ကိုလှုပ်တာပါလေကိုကျင်နေရတယ် ငါအောင်မြင်စေခြင်းနဲ့စိတ်နဲ့လုပ်တယ်လူတိဖို့မလုပ်အဲ့တွတ်တော့လူတိပြီးတော့အခုကျွန်တော်တို့ဆိုထောက်ဖို့လူတိတယ်အဲ့လူတိတဲ့ဘုရားဘယ်တော့တော့ခရရအောင်မြင်ဟမ်အဲ့တော့နာမည်ကြီးခြင်းနဲ့ထင်ရှားခြင်းနဲ့ဆိုတာမတိလို့ပါတကယ်တိဝမ်းရင် လုံးဝမကြီးခြင်းဘူးလုံးဝမထင်ရှားခြင်းဘူးအင်မတန်စိတ်ပြတ်ဖို့ကောင်းတယ်နာမည်ကြီးတယ်လူတိတယ်ဆိုတဲ့အရာကြီးอ่ะเนาะဒါကြောင့်မို့လို့အဲ့တော့ကျွန်တော်တို့တော်နိုင်ရင်လုပ်တယ်ဆိုတာကနာမည်ကြီးခြင်းလူတိခြင်းနဲ့စိတ်ရလုပ်တာမဟုတ်ပါဘူးဒီလိုမျိုးအောက်တန်းစားတွေတိုင်းပြည်ပေါ်တက်လူစွာခြင်းတက်လို့တော့လက်မခံနိုင်ဘူး နော်ကျွန်တော်တို့လည်းနိုင်ငံကိုခေါင်းဆောင်နဲ့ငါငါဘယ်နေရလူကြီးလုံးနဲ့ငါဘယ်နဲ့ခေါင်းဆောင်ဟင်းမသွေးဘူးငါတို့လည်းတတိတဲ့လူတွေငါတို့လည်းတော်တဲ့လူတွေငါတို့လည်းအတီရမြင့်မားတဲ့လူတွေဒီလူတွေခေါင်းဆောင်ပေးပါငါတို့နောက်ကဝင်းရံပေးမယ်ကျွန်တော်တို့လိုချင်တာဟဲ့လားဒါပဲရှင်းရှင်းလေးကျွန်တော်တို့နိုင်ငံရေးတဲ့မဟုတ်ဘူးနိုင်ငံရေးတမားတဲ့မဟုတ်ဘူးမြန်မာပြည်မှာနိုင်ငံရေးလို့ပြောလိုက်မြစ်ပတ်စုပ်ပဲ့ယုံညံ့ ကလိန်ကကျစ်လိန်ညာဝါရပြန်ပောက်ပန်း40အကုန်လောက်တတ်မှာနိုင်ငံရေးဖြစ်တယ်ဆိုတော့တမိုင်းရေးစည်းကြောင်းယူကျွန်တော်တို့ဖြတ်ဖြစ်ကနိုင်ငံရေးဆိုတာနိုင်ငံအရေးကိုယ်နိုင်ငံကောင်းဖို့အတွက်လုပ်တာနော်ဟိုတတလုံးလာတဲ့ဒီနိုင်ငံရေးဓမ္မတွေနိုင်ငံရေးဓမ္မတွေဆိုပြီးတော့ဝိရင်းကကိုကိုကြီးလိုလိုဟာမျိုးတွေဒီကာလပြီးကျွန်တော်ကဆောင်ပုံဖြတ်ကနော်ဒါကြောင့်မလို့ဒီပွဲကြီးခက်မြန်ပြတ်သွားအောင်တိုင်းပြည်အမြန်ငြိမ်းချမ်းအောင်နိုင်တဲ့နေရာက ညီကိုတွေမောင်နှမတွေဝိုင်းကြိုးစားပေးပါလို့အနုညွတ်မေတ္တာရက်ခံပါတယ်